တခါကတိုင်းပြည်တစ်ခုမှာအလွန်တော်တဲ့ဘဘူးဆရာတယောက်ရှိပါတယ်သူရဲ့ဘဘူးပညာဟာဘလောက်လက်ရမြောက်တဲ့ဆိုရင်အစ်စ်နဲ့တော့ခွဲဖို့ခက်လာပါတယ်တဲ့သူရဲ့ပညာဟာကောင်းသလောက်သူရဲ့ပညာနဲ့ပတ်သက်လာရင်လွန်စွာမာနကြီးသူတယောက်လည်းဖြစ်ပါလေ တညမှာတော့ပပုဆရာဟာထိုးစမ်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်အိမ်မက်ထဲမှာတီမင်းကနောက်15ရက်အကြာမှာသူ့ကို လာခေါ်မယ်လို့အသေးအချာပြောသွားခဲ့ပါတယ်ပပုဆရာဟာလည်းအရန်တုန်လှုပ်သွားခဲ့ရပါတယ်ဒါနဲ့ပပုဆရာလည်းသူ့တတ်ထားတဲ့ပညာကိုပဲအသုံးချပြီးဒီကိစ္စကိုဖြေရှင်းရမယ်လို့စဉ်းစားခဲ့ပါတယ် ဲ့ဒီနောက်မှာတော့ပပုဆရာလည်းသူနဲ့ပုံစံတူပပုရော့ကိုရော့ကိုမိမနာညမနာပြီးမြောက်အောင်ထူလို့ပါတော့တယ်ဒီလိုနဲ့15ရက်မတိုင်ခင်မှာပဲရုတ်ထုကိုခုဟာပြီးမြောက်သွားခဲ့ပါလေပပုဆရာဟာသူ့ရဲ့ကျူတင်ဖြစ်စေမှုတွေပြီးမြောက်သွားလို့ကြည်နတ်နေခဲ့တာပေါ့ ပီလိုနေတင်းနေလာခေါ်မဲ့နေမှာတော့ပပုဇာဟာ သူ့ရဲ့ပုံစံတူပပုယုံကိုခုကြားမှာရောပြီးဝင်နေလိုက်ပါတော့လေကွယ်တင်းမင်းဟာပပုဇာဆယ်ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာပပုဇာလာရုတ်ထုလာခွဲခြားမရတဲ့အတွက်တင်းမင်းလည်းအတော့အကြက်ရိုက်သွားခဲ့ပါလေကွယ် ပပုတ်ဆရာကလည်းစိတ်ဆိုးဆိုးနဲ့ထွက်လာခဲ့ဖို့ပြောပေးမယ်။ပပုတ်ဆရာကလည်းတီတီငင်ငင်နဲ့ဟန်ဆောင်ထားနိုင်ခဲ့အတွက်အရာမရောက်ဘူးဖြစ်နေတာပေါ့ခွန်း။ဒါတွေပဲတီမင်းကလည်းခဏစဉ်းစားလိုက်ပါတယ်။ပြီးတော့စကားတစ်ခွန်းပြောလိုက်ပါတော့တယ်။ပဟုဆရာတင့်ရဲ့ဒီပဟုရုပ်တရားအစ်စ်နဲ့ခွဲမရအောင်အတက်ဝင်လှပါတယ်။ဒါပေမဲ့အားနှဲ့ချက်တစ်ခုရှိနေတာကိုတော့တင်တတိမထားမိခဲ့ဘူးဆိုတာသိပါရဲ့လား။ ဒီအခါမှာတော့ဘဘူးဆရာလဲသူ့ရဲ့ပညာကိုအားနှဲချက်လို့တုံးလုံးဝေဖန်လိုက်တာကြောင့်အားနှဲချက်ဆိုတဲ့စကားကိုမခံမရိုက်နိုင်တာကြောင့်ရုတ်ထူးတဲ့ကြားထဲတာထွက်ပြီးသေမင်းကိုမေးလိုက်ပါတော့တယ်။ကဲပြောစမ်းမအောင်ကြောက်ရဲ့အားနှဲချက်ဆိုတာဘယ်မှာလဲကြောက်ကိုပြစမ်းမ။မင်းရဲ့ပညာကပြည့်စုံကောင်းမှန်ပါတယ်။ရုတ်ထူးတဲ့အားလုံးဟာအားနှဲချက်မရှိအောင်ပြည့်စုံတယ်။အားနှဲချက်ကတော့